အနာဂတ်မှာမြင်တွေ့ရမယ်ဆိုတဲ့ကားစီးကိုပြသထားတာဖြစ်ပါတယ် MG6 ကတော့ X line ဆိုပြီးတော့တင်းနဲ့ခွဲထွက်ထားတာတွေ့ရတယ်ကျွန်တော်တို့မျက်စိထဲမှာကြည့်တာကားတွေအကုန်လုံးကတော့ကြည့်လိုက်ရင်လုံးဝ sporty look ပဲလုံးဝအရှိကိုချုံထွက်နေတဲ့ဒီဇိုင်းနေကြီးပဲသူကဒီမှာ super sport ဆိုတဲ့ခလုတ်လေးကိုတင်းနဲ့ထည့်ပေးတာဒီ CRI မှာပဲ တော်တော်လေးကြမ်းမဲ့ပုံစံမှာပေါက်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ဆန်ဟိုင်အော်တို2025ကိုရောက်နေရဖြစ်ပါတယ်အဲ့ဒီဆန်ဟိုင်အော်တို2025ထဲမှာမှကျွန်တော်ဘယ်နေရာကိုလာရလဲဆိုတော့ဒီမှာအားလုံးသိရတဲ့အတိုင်း NGA book ကိုကျွန်တော်လာတာပဲဖြစ်ပါတယ်ဒီ NGA book တစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ဒီနားဘက်လေပု၄ခုလောက်ကဒါ SAIC မော်တာအောက်က ကာဘရန်နေအကုန်လုံးကိုပြသထားတဲ့နေရာဖြစ်ပါတယ်အဲ့တော့အဲ့ကာဘရန်နေရာနောက်မှကြည့်မယ်တော့ဆယ်ကျွန်တော် MG ကိုအရင်သွားပြီးတော့လေ့လာ MG ဘူးထဲမှာလောကအနာဂတ်မှာမြင်တွေ့ရမယ်ဆိုတဲ့ကားစီးကိုပြသထားတာဖြစ်ပါတယ်အဲ့ဒါတော့ဒီကားပါ Cyber Ace လို့ခေါ်တဲ့ပုံစံကိုကြည့်လိုက်တာနဲ့လောကကို SUV တိုက်ဖြစ်တဲ့ Offroad မောင်းလို့ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့ Pure EV ဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲဒီပွဲကိုလာတဲ့အချိန်မှာနည်းနည်းလေးဘာသာစကားအခက်အခဲလေးရှိတယ်ပြီးတော့ကျတော့သူတို့စီပါကလောက WeChat only ကိုသုံးတာဖြစ်တဲ့အတွက်တချို့ space တွေကကျွန်တော် ဖတ်လို့မရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုတွေမှာက space နဲ့ပတ်သက်တဲ့အားလေးတွေမှာအားမရတာလေးတွေလည်းဖြစ်နိုင်ပါတယ်အဲ့အားလေးကြိုတင်တောင်းပန်ထားပါတယ်အခုဒီမှာ show လိုက်လုံးဝ design ကြီးကရှေ့ကဒေးလိုက်ကြီးကလည်းလုံးဝ share ကြီးတော့ရုပ်ကိုကြည့်လိုက်တာတကယ်ကိုကြာကြာရရုပ်တကယ်ကိုပေါက်တာဒီကားကမြန်မာနိုင်ငံကိုလာခွင့်ရမယ်ရောက်လာမယ်ဆိုလို့ရှိရင်တကယ်ကိုပျော်ရမယ်ကားကြီးကလုံးဝကြည့်ဦး design ကိုကြည့်လိုက်ဘေးလိုက်ကြည့်လို့ရှိရင်လုံးဝ FJ Cruiser တို့ဘာလို့လိုမျိုးတကယ်ကိုဘင်းလို့ကောင်းမဲ့ကားပုံစံမျိုးကိုတော်တော်လေးပေါက်တယ် ground clearance ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်တွေမရှိဘူးဆိုရင်အဲ့ဒါအနည်းဆုံးဒါတပေးအနည်းဆုံးတေချာပေါက်ရှိတယ်သူက ground clearance ကြီးอ่ะကြောက်စရာကြီးอ่ะဒီလားကား design ကြီးကလည်းလုံးဝလေးတောင်ဆက်ဆက်ကြီးเนาะကျွန်တော်ပြောအဲ့ကား design ကြီးကလည်းအဲ့ပြောရတော့နည်းနည်းရှိတယ်ကျွန်တော်ငငယ်ရပါတော့အဲ1990ပတ်ချလေလောက်ကကားတွေဆိုလေးတောင်ဆန်အဲ့နောက်ပိုင်းမှာ92 94 97အဲ့နောက်ပိုင်းတွေမှာတဖြည်းဖြည်းနဲ့ကားတွေကလုံး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 လာအဲ2000နောက်ပိုင်းမှာဆိုပို့ပြီးတော့လုံးလာလုံးရတယ်အခုကျတော့ဒီလို down design ကြီးပြန်ဖြစ်သွားပြီအခု2025ပါ လုံးဝကျုံနောက်မီတန်းနေပါရင်ရှိုးလိုက်အောင်ဟောလိုဂိုထည့်ထားရပြီလေလုံးဝမီလင်းနေတာလေးရတယ်လုံးဝအသက်ပြီလုံးဝဟိုမိုက် နေဒီကားကြီးကနော်ဒါပေမဲ့ဒီကားကတော့ကားပဲဖော်ပြတာ specification ဘာမှဖော်ပြတာမဖြစ်တဲ့အတွက်နောက်သီးနောက်သွားရှိမယ်ကဲအခုဒီထဲမှာဆိုလို့ရှိရင်ကားတွေကနောက်ထပ်ဗနစီလောက်ပြတာဆိုတော့တင်းနဲ့3 4 5စီးလောက်ထပ်ပြတာလေအဲ့ဒီ5စီးထဲမှာပါကျွန်တော် IC ကားတွေကျွန်တော်အရင်ပြောပြလိုက်မယ် IC ကားတွေကဘာလဲဆိုတော့ MD56 ဆယ်မန်ဖြစ်တယ် MG6 ကတော့ X line ဆိုပြီးတော့တီးသန့်ခွဲထွက်ထားတာတွေ့ရတယ်အခုကျွန်တော်ဘေးမှာမြင်တွေ့ရတာဆိုရင်ဒါ MG7 ပဲဖြစ်ပါတယ်နော်လုံးဝဂျုံကတော့ MG ကတော့သူက sporty look ပဲကျွန်တော်ကျွန်တော်မျက်စိထဲမှာကြည့်တာကားတွေအကုန်လုံးကတော့ကြည့်လိုက်ရင်လုံးဝ sporty look ပဲလုံးဝအရှိကိုခြုံထွက်နေတဲ့ design တွေကြီးပဲအကောင်လင်းနဲ့ကြီးတယ်အဲလောကစီရင်မှာမှ luxury ပို့ပြီးတော့ဖြစ်လိမ့်မယ်လို့အကြမ်းမြင်ယူဆလို့ရတယ်။ဒါပေမဲ့ကျွန်တော်ကြိုက်နေတာကဘုဘမှာเนาะ MG6 ကိုကြိုက်တယ်။ဒါပေမဲ့ MG5 လေးအရင်သွားကြည့်အောင်။ဒါလေးပါ ဒါကတော့ MG 5ပဲဖြစ်ပါတယ် MG 5ကတော့ကျွန်တော်မှတ်မိတာမမအားဘူးဆိုလို့ရှိရင်ဒါအာထိုင်းတို့ဘာတို့မှာဆိုလို့ရှိတယ်ဘန်ကောက်တို့ဘာကြီးမှာဆိုလို့ရှိတယ်မြန်မာနိုင်ငံမှာဆိုလို့ရှားရှားပါးပါးတစည်းရှိတယ်နဲ့တူတယ်ကျွန်တော်မမှတ်မိတော့ဒါမှမဟုတ်အဲ့ဒီရုံနဲ့အခုရုံနဲ့လုံးဝကွာခြားသွားပြီလုံးဝပြောင်းသွားရှေ့ရှဲရေးပြောင်းသွားပြီမိလုံးတွေလည်းပြောင်းသွားပြီတော်တော်လေးကိုဒါအပြောင်းလဲထုတ်ထားတဲ့ကားတစည်းလို့ကျွန်တော်အကြမ်းမြတ်သတ်မှတ်လို့ရတယ်အတွင်းကနေလည်းတော်တော်လေးမိုက်အဲ့တော့ဒီကားမှာလူတွေနဲ့ရှုံနေတာဖြစ်တဲ့အတွက်ကျွန်တော် MG 6ကိုသွားကြည့်မယ်ကျွန်တော်အရန်ကြိုက်နေအဲ့ကော တကယ် MG6 ကကားကောင်းအတူအရှည်လဲဒါအနေတော်လောက်လေးပဲ MG7 လောက်လည်းကြီးမနေဘူးအရန်လည်းပေးမနေဘူးပေါ့နော် mid size ပေါ့တကယ်ဟိုစီရန်ထဲမှာလုံးဝ mid size လေးလုံးဝ sporty look လည်းဖြစ်တယ်အချိန်ဆုံးကဒီအရှည်ကဖောင်းလိုင်းလေးကကွာပြီးတော့ဒီအလဲကိုကျုံမေးလိုက်တဲ့အချိန်မှာ MG logo လေးကိုထည့်ပေးထားတာလေကလုံးဝဟိုစောရမှုအရှိဆုံးပဲဒီကားမှာကျွန်တော်မျက်စီထဲမှာပေါ့နော်ဒီ logo ထည့်ထားတဲ့နေရာလေးကလုံးဝအံဝင်ခွင့်ကျလေးဖြစ်ပြီးတော့ကားတစ်စီးလုံးကိုဖမ်းပြီးတော့ န်းစားရသလိုဖြစ်ဒီနားလေးကအော်လုံးဝကြိုက်အဲ့ဒါလေးကိုပြီးလို့ရှိရင်သူ share တွေကိုလည်း show လိုက်တကယ်ကို40လုံးဖြစ်တယ်လူငယ်ဆန်တယ်မိလုံးတွေဆိုလို့ရှိရင်လည်းလုံးဝဒီမှာ LED ဒေးလိုက်နေလုံးဝ share တွေကြပိုက်ပါပြီနော် MG ကတော့ Okay အဲ့တော့ဒီကအတွင်းကလေးသွားကြည့်ရအောင်အော်ဘေကွာဒီဘာမှပြောရမှာမလို့တကားပိတ်တဲ့အတန်နေပါဘာကြီးနားတော့အာ တော်တော်လေးမိုက်တယ်အဲ့တော့အတွင်းကန်လေးဟောကြည့်လိုက်အဲ့တော့ဒီကားအတွင်းကန်ကိုကျွန်တော်ကဘာလို့ပူကြိုက်တာလဲဆိုတော့ကျွန်တော်ကြီးတလောက်ကတော့ MG5 နဲ့ MG7 ကအတွင်းကန်ခက်ဆင်စင်တူအတွင်းကန်ခက်ဆင်စင်တူတယ်ဒီကားမှာမှဒီ gear position တွေပါလုံးဝပုံစံဒီဇိုင်းချိန်သွားပြီ infotainment screen ကအရန်လည်းမကြီးဘူးအရန်လည်းမသေးဘူးပြီးလို့ရှိရင်ကျွန်တော်ခုနကပြောဆိုဒီကားမှာ pedal shift ပါသွားပြီ TRN ကန်ရတဲ့ feeling ကလည်းလုံးဝ အီအီလေးဗျာတဲ့ကိုင်းလို့ကောင်းတော့တော်တော်ကိုင်းလို့ကောင်းတယ်ဒီကောင်ကိုအဲ့ဒါကိုတော်တော်သဘောကျတယ်နောက်ထပ်တစ်ချက်ကြိုက်တာရှိအဲ့ဒါဘာလဲဆိုတော့ CRI မှာဒီမှာ Super Sport ဆိုတဲ့ခလုတ်တီးတန့်ပါလာဒီကားမှာဒီခလုတ်မျိုးကိုဘယ်မှာမြင်ဘူးလဲဆိုတော့ကျွန်တော်တို့ Cyberstar မှာမြင်ဘူး Cyberstar မှာဒီလိုခလုတ်မျိုးလေးပါပြီးရင်ကျွန်တော်တို့ Cyberstar သွားကြည့်မယ်ဒီအတွင်းကတော့ဘယ်ဖွင့်လင်းလင်းပြောသွားလို့ရှိရင် IC ကားမှာတော်တော်လေးဖိုက်တဲ့ဒီဇိုင်းလို့ကျွန်တော်တို့ကပြောလို့ရပါတယ် များသောအားဖြင့်ဒီပုံစံမျိုးတွေကဒါ EV တွေမှာမပါလေးရှိတဲ့ပုံစံမျိုးတွေကိုအခု MG ကနေပြီးတော့အခု IC ကားတွေတွေကိုထည့်ပေးလိုက်အဲ့ပုံစံမျိုးရှိတယ်ဒီမှာဒီ aircon လေပေါက်တွေပါဆိုဘာနဲ့သွားဆို MG ZS ဒီပိုင်းနဲ့သွားတူဒါတော့ကျွန်တော်စိတ်တင်အဲဟိုဘက်ကကြိုက်တဲ့ဟာလေးအထက်ဒီဘက်ကကြိုက်တဲ့ဟာလေးအထက်ပြီးလို့ရှိရင်သူ modify ထပ်လုပ်လိုက်တဲ့အချိန်မှာဒါ MG6 ကို X line ဆိုပြီးတော့တိကျထပ်ထုတ်ထားတာဖြစ်ပါတယ် Okay ဒီ MG6 X line မှာကျွန်တော်မဖြစ်မနေပြောရမှာတခုရှိရဲ့အဲ့ဒါပါဆိုဒီ median လေးကျွန်တော်အရမ်းကြိုက် နောက်မီးကဒီဇိုင်းကမတရားမိုက်တာဗျာလုံးဝဒီလိုဂျေလိုင်းလိုလိုဒီဝေဖင်လေးအဲ့ဒါလေးကတော်တော်လေးမိုက်နေတာအခုလောလောဆယ်တော့အခုဒီမှာ MG ကသူ show လုပ်တော့မယ်တဲ့ဒီအဲ့ show နဲ့အရင်အားပေးလိုက် โอเคကျွန်တော်ခုနကတော့ show ကတော့ကြည့်ပြီးသွားပြီတို့က MGA Cyber Star ကိုဒီ2025ပွဲကြားမှာအားပိုင်း promote လုပ်နေတာကိုတွေ့ရတယ်ကျွန်တော်တို့ကဒီ2024နှစ်စပိုင်းလောက်မှာတည်းကဒီကားကိုတော်တော်လေး click ပြီးသွားပြီတော်တော်လေးလေ့လာပြီးသွားပြီဘာလို့လဲဆိုတော့ Shanghai Auto 2025ဆိုတာသူက2024တော့ကြာတော့ Shanghai မှာချက်ပါတာမဟုတ်ဘူးသူက Beijing မှာချက်ပါ အပီချင်းမှာတနေ့သွားဆန်ဟိုင်းမှာတနေ့အဲ့လိုမျိုးတနေ့စီချင်းပါတာပေါ့နော်အဲ့တော့အခုဒီနေ့ကျမှသွားဆန်ဟိုင်းလူတွေကအခုဒီ MG ရဲ့ cyber ဆောက်ကိုထိတွေ့ခွင့်ရတာဖြစ်တဲ့အတွက်တော်တော်လေးကိုစိတ်ဝင်စားနေကြတဲ့ကားတစ်စီးလို့ပြောရင်မမအောင်ဘူးအခုတည်းကလည်းဒီမှာလူတွေတော်တော်များလာကြည့်နေတော့မယ်ဖိုတိုမော်ဒယ်လည်းရှိနေတာဖြစ်တဲ့သူလည်းမသိရင်တွဲနေတယ်လို့ဖြစ်နေအမေမဆုမတွေ့ပါသေးဘူး Okay အဲ့တော့ MG ရဲ့ cyber ဆောက်ကိုပြောမယ်ဆိုလို့ရှိရင် PUE ဖြစ်တယ် ်အရိကမစနီမော်တာတွေကတော့ဒါသူ့နိုင်ငံမှာပဲ price နဲ့ထောက်မယ်ဆိုတော့ကျွန်တော်အကြမ်းကြီးကျွန်တော်မပြောတတ်သေးဘူးဒါပေမဲ့ဒီကားအခုဒီမှာမြင်တဲ့အတိုင်းပဲတကားတွေပါရဒီမှာဒီလိုအပေါ်ထောင်ဝါးတဲ့ design မျိုးဖြစ်တယ်လောက2ယောက်သေးစီးရမယ့် design ဖြစ်တယ်ပြီးလို့ရှိရင်နောက်ကအမိုးကလောကအထဲကိုခောက်ပြီးတော့သိမ်းလို့ရတဲ့ design မျိုးဖြစ်တာဖြစ်နေတဲ့လူတော်တော်များများကိုစိတ်ဝင်စားတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်အထဲဝင်ကြည့်မယ်အထဲဝင်ကြည့်လို့မရသေးဘူး Okay အခုဒီမှာကားလေးကိုတစ်ချက်လောက်ဝင်ကြည့်လိုက်မယ်။အော်။ပြိုင်ကားဆိုတော့ပြီးတဲ့အတိုင်းပဲ ကားရဲ့ဝင်ရတာဆာနည်းနည်းလေးကြက်ကြက်တည်းရှိတယ်။ Okay လောလောဆယ်တော့ထိုင်ကုန်ကိုစင်းရွှေ့မလို့နည်းနည်းလေးအခက်ကြီးရှိတယ်။အဲ့တော့တကားဖွင့်ပိတ်လေးကိုသူကဒီပြားနေလုံးလို့ရ။အာအဲ့လိုပုံစံမျိုးလေးရှိတယ်။ဟောစိမံမှုကြီးပါပါတယ်ဒီကောင်က။အဲ့တော့ကျွန်တော်နောက်ဖုန်းလေးကျွန်တော်အဖွင့်ပိတ်လေးလုပ်ကြည့်အောင် โอเคဒါဆိုရင်လုံးဝပိတ်တာဖွင့်မယ်ဆိုရင်တော့အဲ့လိုမျိုးလေးအာဟဲ့တော့တကယ် feeling ကတော့လုံးဝမိုက်အဲ့တော့မတကားထပ်ပိတ်လိုက်ရင်ဒီလိုမျိုးမျိုးပုံစံမျိုးလေးဖြစ်သွားအောင်အာအဲ့လိုသူကတကယ်ကို premium ဖြစ်တယ် တော့ sporty look နဲ့ပေးတယ်ဘင်းရင်လည်းတော်တော်လေးဘင်းလို့ကောင်းမဲ့ကားပုံစံလို့သတ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကပြောခဲ့သလိုပဲသူကဒီမှာ super sport ဆိုတဲ့ club လေးကိုအသီးသန့်ထည့်ပေးတာဒီ CRI မှာပဲသူကတော်တော်လေးကြမ်းမဲ့ပုံစံမှာပေါက်တယ်ဒါပေမဲ့ဒီကားကြီးပါ test ride လုပ်ဖို့ဆိုတာနည်းနည်းလေးအခက်အခဲလေးရှိတယ်အဲ့တော့နောက်ထပ်ကားသေးရှိပြီကျွန်တော်ကြိုက်တယ်အဲ့ဒီသွားကြည့်မယ်ပြီးတော့ဒီမှာတကားဖွင့်မယ်ဆိုဒီ club လေးကနေဖွင့်မယ်ဆိုလည်းဖွင့်လို့ရတာတစ်ချက်နေလိုက်ရော cyber star ကိုကြည့်ပြီးတဲ့အချိန်မှာနောက်ထပ် EV တစ်စီးကျွန်တော်အရန်ကြိုက်နေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ MG ရဲ့ဒီမှာ ES5 ပဲဖြစ်ပါတယ် ES5 ကပြောမယ်ဆိုရင်ဝမ်းနည်းစရာလေးတော့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အရင်တော့အရန်လိုချင်ပါတယ်ဆိုတော့ MG ZS ရဲ့ now generation တစ်ခုဖြစ်ပါတယ် NGZS ကလည်းမပိုင်ဆိုင်ခဲ့ရအောင်အခုကလည်းထပ်တွေ့ရသူရဲ့နောက်တဲ့ generation တစ်ခုဖြစ်သွားတာဖြစ်တဲ့ ES5 ကိုမြင်တွေ့ရတဲ့အချိန်မှာတော်တော်လေးကိုလိုချင်တာပေါ့တော့ဒီကားကိုကြတော့တော်တော်လေးလိုချင်တယ်မြန်မာနိုင်ငံကိုဝင်လာရင်အရန်ကောင်းပါပဲလို့ကျွန်တော်ယူဆရတဲ့ကားဖြစ်တယ်ဒီကားကလည်း Missile SUV လို့ပြောလို့ရတယ်ကားအရန်လည်းမကြည့်ဘူးအရန်လည်းမသေးဘူး ပြီးတော့အတွင်းကတော့နည်းနည်းလေးအဲအထဲမှာသူ၃ယောက်ထိုင်ညာရှိုးလိုက်တာနည်းနည်းလေးညာကျက်တယ်ဆိုတဲ့ပုံစံမျိုးလေးများပေါက်မလားတော့ပြီးရင်ဒီကားအချောင်းကိုအစအဆုံးအသေးစိတ်ဗီဒီယိုတစ်ပုဒ်အနေနဲ့တိတိကျွန်တော်ရိုက်ပြီးတော့ပြပါအောင်မယ်ဒီကားဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလဲ तू က MG ရောကွာတဖြည်းဖြည်းနဲ့ तू က sporty look ပဲတော့ तू က sedan ဆိုလဲ sporty look ပဲတော့ပြိုင်ကားကလည်းပြိုင်ကားပဲပြီးလို့ရှိရင်အခုလိုမျိုး mid size SUV ထောက်တာတော့မှလုံးဝအချွန်ပဲမီလုံးတွေပါရအစားပါဒေတာ running light တွေပါလုံးဝအချွန်ပဲရှေ့ကိုထွက်အကုန်လုံးကโอเคအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြ NG လို့ပြောလိုက်တာနဲ့ SNC motor ကိုတိဟိုတိမရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ NG က SNC motor အောက်ကနေပြီးတော့ထုတ်လုပ်ထားတဲ့ car brand တစ်ခုဖြစ်ပြီးအခြားသော car brand တွေလည်းအများကြီးထုတ်လုပ်ထားတဲ့ main company ကြီးဖြစ်ပါတယ်။အဲဒီတော့ SNC ကဒီနားပတ်ချာလဲမှာရှိရှိသမျှကားတွေအကုန်လုံးကသူတို့ကုမ္ပဏီအောက်ကထုတ်တယ်။နည်းနည်းတော့ဘူးကြီးမို့ဒီ hot တစ်ခုလုံးဒီပါက သူတို့ brand အနေပြီးတော့ထုတ်တဲ့ကားတွေကြီးပဲပြသထားတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကိုထပ်ပြောမယ်ဆိုလို့ရှိရင် MG ကအခု C ကားဆိုရင်၃သီးပြထားတယ် MG5 MG6 MG7 ဒီ၃သီးကိုပြထားတာဖြစ်ပြီးတော့ EV အနေနဲ့ဆိုလို့ရှိရင် နောက်အနာဂတ်မှာလာမယ်ဆိုတဲ့ Cyber X တော့အခုတကယ်ရောင်းနေပြီဖြစ်တဲ့ Cyber Star ပြီးတော့ကျွန်တော်အရန်လိုချင်ပါတယ်ဆိုရင် MDZS ရဲ့ Now Generation ဖြစ်သွားတဲ့ ES5 ကိုလည်းဒီမှာပြထားတယ်အဲ့တော့ ES5 ကိုလည်းနောက်ထပ်သီးသန့်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်ဖော်ပြပေးမှာဖြစ်ပြီးတော့ဒီပွဲတွေမှာကနည်းနည်းလေးအခက်အခဲရှိတာဘာသာစကားအခက်အခဲရှိတယ် application အခက်အခဲရှိတယ်တချို့ specs တွေက application ထဲမှာဝင်ပြီးကြည့်ရမှာ WeChat တို့ပေါ့တဲ့ဝင်ပြီးကြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်မှအဲ့ account မရှိလို့ရှိရင်ကြည့်လို့မရအောင်အဲ့အခက်အခဲရှိတယ်မေးလို့ရှိရင်လည်းပို့ဆိုးတယ်ထိုင်းအမှနည်းနည်းပါပြောနိုင်သေးတယ်ဒီမှာကဘာမှအင်္ဂလိပ်လို ပြောနိုင်လို့တော်တော်လေးကိုရှားတာကိုတွေ့ရတယ်အဲ့အခက်ခဲလေးတွေရှိပါတယ်နောက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင် MG Cyberstar ဆိုလို့ရှိရင်ကျွန်တော်တို့ကလီလာတနည်းကြော်လောက်ရှိပြီနောက်အခုမှဒီမှာဆက်ဟန်အလူတွေကအခုမှလာပြီးတော့ MG Cyberstar ကိုကလီရတာပဲဖြစ်ပါတော့အဲ့ဒါတော့ဂလူစရာလေးတစ်ခုလို့ပြောရမယ်เนาะနောက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အရန်လိုချင်နေတဲ့เนาะ MG ES5 လေးမြန်မာနိုင်ငံကိုလာလို့ရှိရင်အရန်ကောင်းပါပဲလို့ပြောရင်းနဲ့မျိုးချုပ်ပြတယ်ကျွန်တော်ကတော့သိတော့